ထိုင်းလီတန်တိုက်လေရင်တွေရတကြီးပြန်တက်ပြီးစောက်ကြည့်ကြရတဲ့အမျိုးမည်မသိလေရင်ဆိုတာဟာမြန်မာလီတက်ရဲ့အပေါ်စားတိုက်လေရင်တစ်စီးဖြစ်တယ်လို့သိရပါတယ်။မေလ6ရက်ကထိုင်းမြန်မာနယ်စပ်နားမှာညံနှောင်းမြင့်ပြန်တန်းနေတဲ့အမျိုးမည်မသိလေရင်တစ်စီးကိုရေဒါတွေမှာထောက်လန်းတွေ့ရှိပြီးတဲ့နောက်ထိုင်းတော်ဝင်လီတက်ဟာ F16 တိုက်လေရင်တစ်စီးကိုပြန်တက်စေပြီးအခြေအနေကိုစောက်ကြည့်စေခဲ့ပါတယ်။အဲ့ဒီအမျိုးမည်မသိလေရန်နောက်ကို F16 တိုက်လေရင်တွေလိုက်နေတဲ့အချိန်ထိုင်းနိုင်ငံဖူနန်ရိုနေဂျာဧရိယာရဲ့တစ်ဖက်ချမ်း မြန်မာပိုင်နဲ့တဲမှာပေါက်ကွဲတန်နေကြားခဲ့ရတယ်လို့ဆိုပါတယ်။ဖူနန်ရွန်နဲ့ဟာမြန်မာဘက်ဆန်တနင်္လာရီတိုင်းထီခီဒေတာနဲ့နယ်ချင်းထိစပ်နေတာပါ။ထီခီမှာတော့စကောင်စီနဲ့ KNU တို့ကြောင့်ပြီးခဲ့တဲ့ April လတတိယပတ်ကနေအခုမေလပထမပတ်အထိတိုက်ပွဲတွေပြန်ထန်နေတာဖြစ်ပါတယ်။ကချနာဘူရီပြည်နယ်အုပ်ချုပ်ရေးမှူးအသီးစန်အင်ထရာကထိုင်းလေပိုင်နဲ့နာအလွန်ကြုံချင်းကပ်ခဲ့တာဟာမြန်မာလေတပ်ရဲ့ KA အမျိုးအစားအပေါ်စားတိုက်လေရင်တစည်းဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။မေလ6ရက်ကပြန်တက်ခဲ့တဲ့အဲ့ဒီလေရင်ဟာ ထိုင်းမြန်မာနယ်စပ်မြင်းနဲ့ရင်းမိုင်နှစ်မိုင်လောက်အကွာဒီကပ်ပြန်ခဲ့လို့ထိုင်းဘက်ကဆိုတာပါအဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်စရတတာဗီဇန်ကတော့မြန်မာစစ်ကောင်စီလေတပ်ရဲ့လေရင်တွေကိုထိုင်းလေကြောင်းပိုင်နက်တွေကျူးကျော်ပြန်တန်းတာမျိုးခမြုပ်မှာမဟုတ်ဘူးလို့ပြောဆိုပူပါတယ်ဒါအပြင်ထိုင်းလေပိုင်နက်လုံခြုံမှုရှိစေဖို့ထိုင်းလေတပ်ကိုထိုင်းဝန်ကြီးချုပ်ကတဘာတဲ့ညွန်ကြားခဲ့တဲ့အကြောင်းဘန်ကောက်ပို့သတင်းစာကရေးသားဖော်ပြထားပါတယ်ရှင်